အဖေကို ပြောပေးပါကျမအသက်20 21လောက်ကပေါ့တငယ်ချင်းနဲ့အတူ သူ့အတီလူနာတယောက်ကိုတွားမေးပြီးရင်းနဲ့အဖော်လိုက်သွားခဲ့တယ်ဆေးယုံကတန်ရင်ကူနဲ့မျက်နှာချင်းဆိုင်ချမ်းမှရှိတယ်မပါဆေးယုံအရင်က GTC သွားတဲ့အခါမှာအဲ့ဒီရှေ့ကဖလက်သွားနေကြပါ တငယ်ချင်းကဘော့ထဲမှာလူနာမင်းနေစေဆိုပေမဲ့ကျမကဆေးရုံအနံ့တွေတမီးအဖင်ယူဇောနန်တွေကိုတိတ်မခံနိုင်ဘူးဒါနဲ့လူနာကိုနှึ่งဆက်ပြီးမွန်းချက်လာလို့အပင်ကိုထွက်လာခဲ့လိုက်မိတယ်ဆေးရုံကကျင်းကျင်းလေးရဲ့မော်ချူရီတွားလက်လန်းနဲ့လူနာဆောင်ကတလန်းတယ်ပဲအပဝဲမှာရှိတဲ့ခုံတန်းခြေလေးပေါ်မှာခလီးမလေးတယောက်ထိုင်နေတာကိုတွေ့တော့ ကျမလည်းဘေးနားဝင်ထိုင်လိုက်တယ်။အနားရောက်တဲ့အခါမှခလေးမလေးကရှိုက်ချီးတငိန်ငိုနေရကိုတတိထားမိရဲ့။သူငိုနေလားတကယ်ကိုတနာစရာကောင်းလိုက်တာ။ကိုနဲ့မတိပေမဲ့စနစ်စတိုးနဲ့အရွယ်လေးမို့ဂယုနာတက်ချော့မိတယ်။ဘာဖြစ်လို့လဲညီမလေးရဲ့မငိုပါနဲ့။ အမဘာကူညီပေးရမလဲလို့မေးလိုက်တော့ကလေးမလေးကချက်ချင်းပြန်မဖြစ်ပဲဆက်ပြီးငိုနေသေးပဲ။သူမနာကသွေးညင်နှံ့လို့ညီဆိုဆိုအနံ့ကို ကျမရနေရဲ့။ကလေးမလေးရဲ့ကိုပေါ်မှာသွေးတွေကိုလည်းတွေ့ရတယ်။ဒါကြောင့်စိတ်ပူပြီး။ဟဲ့ညီမရဲ့ခန္ဓာကိုယ်မှာလည်းသွေးတွေနဲ့အမဘာလုပ်ပေးရမလဲလား။ဆရာမကိုတွားပြအောင်။ လို့ပြောတော့သူကသမီးအဖေကိုသာပြောပေးပါမမအဖေကိုလားဟုတ်မမအဖေကို ပြောပေးပါခြိုက်ထဲမှာပတ်စံပါတယ်ဟင်းဝယ်လိုက်ပါလို့ငိုတာကတော့မရက်သေးဘူးသူ့ပုံစံကတကယ်ကိုခြေခွက်စုံနေတဲ့ပုံစံနဲ့မို့အញ្ញန်းကိုတနာနေမိတယ်ဒါနဲ့ကျမကပြောပေးမယ်လေး အရေးကြီးလို့လားဆိုတော့အရေးကြီးတယ်မမအဖေကခုဆိုထမင်းစာနေလောက်ပြီညီမလေးအဖေကဘယ်မှာလဲလို့မေးနေတော့တငယ်ချင်းကငဲရီပြန်ရအောင်ဆိုပြီးကျမနာကိုရောက်လာတယ်ကျမလည်းတငယ်ချင်းနဲ့လှည့်ပြောပြီးဒီဘကိုပြန်လှည့်ချိလိုက်တော့ခုနကလေးမလေးကရှိမနေတော့ဘူးဟင်ကျမနည်းနည်းကြောင်သွားတယ် စိတ်ထဲမှာလည်းတမျိုးကြီးဖြစ်သွားတယ်။ဒါနဲ့တငယ်ချင်းကိုလှဲ့မေးမိတယ်။ခုနဒီနားမှာရှိနေတဲ့ကလေးမလေးရောကလေးမလေးဟုတ်လား။အေးကလေးမလေးလေမတွေ့မိပါဘူးဟာ။ငင်းတယောက်ပဲထိုင်နေတာကိုတွေ့တာပဲ။တငယ်ချင်းရဲ့စကားကြောင့်ကျမလေးစဝေစဝါဖြစ်သွားရတယ်။ဈေးယုံကနေပြန်ထွက်လာတဲ့အခါ မော်ချူရီဘတ်ကိုအလောင်းစင်တည်သွားတာကိုလှမ်းကြည့်လိုက်တော့ဟာကျမတီးနေခဲ့တဲ့ခဝန်လေးမြင်ကွင်းကြောင့်ကျမပစက်ဟောင်းစားနဲ့တအံ့ဩသဖြင့်ဒီဖတ်သွားခဲ့ရတယ်အဲအဲ့ဒါခုနငါနဲ့စကားပြောနေတဲ့ကလေးမလေးပဲလို့တငယ်ချင်းကိုပြောတော့ဟေးပောက်ကြရတယ် နေယူနေတာလားငင်းရဲ့အဲ့ဒီကလေးမလေးကနစ်လေကတတဲကကားတိုက်ခံပြီးဆုံးသွားတာလို့ပြောနေကြတာဟေးသူ့အဖေကို စိတ်ယုံမှာစပင်းနဲ့ထမင်းချိုက်သွားဖို့ပဲညင်ကားတိုက်ခံရတယ်တဲ့ကျမဘာဆက်ပြောရမလဲမသိတော့ရဲတွေထွက်လာပြီးမကြခင်မှာပဲအဲ့ဒီအလောင်းကို ပြန်တည်သွားကြတယ် တင်ကလေးချင်းဆက်ပြောတဲ့စကားတွေဟာနားထဲမှာကြားတစ်ချက်မကြားတစ်ချက်ထင်နေတယ်စိတ်ထိခိုက်တာတုံလုတ်တာကြောက်ရွံ့နေရကြောင့်ကျမတကူလုံးပုံလဲကြပြီးတတိလေးသွားသလိုဖြစ်သွားခဲ့ရတယ်အဲ့ဒီနောက်ပိုင်းကျမ၃လေးရက်အလောက်ဖျားသွားခဲ့တယ်ကလေးမလေးရဲ့အတန်းကိုနားထဲမှာ ပြန်ပြန်ကြားရောင်မီနဲ့ချက်ဖျားမိတာလေပါမှာဖို့လေသူ့အဖေကိုတွားပြောပေးပါလို့အတန်တန်မှားတဲ့ကြားမှာကျမမပြောဖြစ်လိုက်တာကိုအခုချိန်ထိနောင်တရနေစေပါသူ့ကလေးမလေးရဲ့အကြောင်းကိုတွေးမိတိုင်းအခုချိန်ထိကျမစိတ်မကောင်းဖြစ်နေသုံးပါပဲသူ့ရောက်ရဘဝမှာအေးချမ်းပါစေ အဆင်ပြေပါစေလို့ပဲဆုတောင်းပေးနိုင်ခဲ့ပါတယ်မြမလေးရဲ့